င့်အိမ်နေချင်းနိုင်ငံတွေအကြောင်းကိုတကယ်သိပါသလားအရှေ့တောင်အာရှနိုင်ငံဆယ်နိုင်ငံကဘလို့လောက်ပြီးမိသားစုတကြီးတစုဖြစ်လာခဲ့တာလဲနိုင်ငံရေးစစ်ရေးအရာတင်းမမှုတွေရှိခဲ့တဲ့ခက်ကြီးတစ်ခုကနေစီးပွားရေးနဲ့ယဉ်ကျေးမှုအရာပူးပေါင်းဆောင်ရွက်တဲ့အင်အားကြီးအဖွဲ့အစည်းတစ်ခုကိုဘလို့တီဆော့ခဲ့ကြတာလဲဒီနေ့ကျွန်တော်တို့အားလုံးရဲ့အနာဂတ်အတွက်အရေးပါတယ်အာဆီယံရဲ့မတိမခစ်သမိုင်းကြောင်းကြီးပဲချက်နဲ့လက်ရှိခက်မီပြောင်းလဲမှုတွေအကြောင်းကိုအတူတူလဲလာကြည့်အောင် အာဆီယံလို့ခေါ်တဲ့အရှိတောင်အာရှနိုင်ငံများအသင်းရဲ့မွေးဖွားခြင်းဟာဒုတိယကမ္ဘာစစ်ကြီးအပြီးကမ္ဘာကြီးနှစ်ချမ်းကွဲခဲ့တဲ့စစ်အေးခရဲ့လားလာလှုပ်ဆိုးနိုင်ပါတယ်။စိန်ခေါ်မှုများ1945ကနေ1960ပြည်လည်နှစ်များမှာစစ်ပြီးခေတ်မှာအာရှတိုက်ဟာအရှိအုံစုကွန်မြူနီအင်းနဲ့အနောက်အုပ်စု အမေရိကန်ဥဆောင်တဲ့ဝါရရီယာယဉ်ပယ်မှုကြားမှာတည်ရှိနေခဲ့တယ် ကိုရီးယားစစ်လို deterrence စစ်ပွဲတွေပေါ်ပေါက်ခဲ့သလို အရှိတောင်အာရှကုံတွယ်ရေးစာချုပ်အဖွဲ့လို့စစ်မဟာမိတ်အဖွဲ့တွေလည်းပေါ်ပေါက်ခဲ့ပါတယ်။ပြည်တွင်းရေးတင်မမှုများ1960ပြည်လွန်နှစ်တွေမှာဗီယက်နမ်စစ်လို data ဆိုင်ရာစစ်ပွဲတွေကူးစက်ခဲ့သလိုအင်ဒိုနီးရှားနဲ့မလေးရှားတို့ပဋိပက္ခဖြစ်တာမလေးရှားနဲ့ဖိလစ်ပိုင်တို့စာပါနမီအငင်းပါတာမျိုးတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုမျိုးနိုင်ငံအချင်းချင်းဆက်ဆံရေးဆိုးဝါးမသွားဘူးတော့ဒေတာရင်ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားရတာကနေအာဆီယံရဲ့ရှေ့တီအဖွဲ့အစည်းတွေဖြစ်တဲ့အရှိတောင်အာရှအသင်းအဆာနဲ့မာဖီလန်ဒိုတို့ပေါ်ပေါက်ခဲ့ပေမဲ့ရေးရှည်မတည်တန့်ခဲ့ပါဘူးအစီအန်တီထောင်ခြင်း1968ခုနှစ်ဒေတာရင်တေမမူရီအိုအဖင်လူတွေပါပါဝင်ဆွဲဖတ်ပြီးအချိန်နေပုံမမရှုထွေးစေခြင်းဖို့အတွက်ထိုင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးဒေါက်တာတာနတ်ကိုမန်းကအရေးပါတဲ့အကြံပြုတစ်ချက်တခုပေးခဲ့ပါတယ် အဲ့ဒါကတော့ပြည်ထင်ငါရှိနေတဲ့နိုင်ငံဒီရဲ့နိုင်ငံသားရေးဝင်ကြီးတွေကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာအတွေ့အဆုံဆွေးနွေးဖို့ကမ်းလှမ်းခဲ့တာပါပဲဒီတွေ့ဆုံဆွေးနွေးမှုအပြီးမှာနိုင်ငံရေးနဲ့စစ်ရေးကိစ္စတွေကလွယ်ပြီးစီးပွားရေးရင်းချိမှုပညာရေးနဲ့လူမှုရေးနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်ဖို့ဒေတာအဖွဲ့အစည်းတက်တခုကိုတီထောင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်တီထောင်သူ၅နိုင်ငံ1968ခုနှစ်ဩဂတ်လ10ရက်နေ့မှာအင်ဒိုနီးရှားမလေးရှားဖိလစ်ပင်စင်ကာပူထိုင်းနိုင်ငံတို့က ဘန်ကောက်ချင်းရိုင်စာတမ်းဘန်ကောက်ဒက်ကလရေးရှင်းကိုလက်မှတ်ရေးထိုးပြီးအာဆီယံကိုတည်ဝင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်မြန်မာနိုင်ငံရဲ့သဘောထားအာဆီယံစတင် ဖွဲ့စည်းစဉ်ကမြန်မာနိုင်ငံဟာဝင်ရောက်ပူးပေါင်းခြင်းမရှိခဲ့ပါဘူးနောက်ပိုင်းစစ်အေးကာလလွန်မြောက်ပြီးမှ1998ခုနှစ်ဇူလိုင်လ23ရက်နေ့မှာအဖွဲ့ဝင်နိုင်ငံအထိဝင်ရောက်ခဲ့ပါတယ်1996ခုနှစ်မှာကမ်ဘောဒီးယားပါဝင်လာတဲ့အခါအရှေ့တောင်အာရှဆယ်နိုင်ငံစလုံးပါဝင်တဲ့အင်အားစုအထိရပ်တည်လာနိုင်ခဲ့ပါတယ် အာဆီယံရဲ့အဓိကသဘောတူညီမှုများအာဆီယံရဲ့အဓိကရည်ရွယ်ချက်ကတော့ဒေသရင်းငင်းချင်းရဲ့တည်ငြိမ်မှုကိုမြင့်တင်ဖို့နဲ့စီးပွားရေးလူမှုရေးနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီထက်ကအဓိကအခြားဆုံးစာချုပ်ကြီးတွေအကြောင်းပြောပြချင်ပါတယ်။ Take Zone of Peace, Freedom and Neutrality, ZOPN 1983 ဒီသဘောတူညီမှုရဲ့အရေးချက်ကတော့အရှိတောင်အစားဒေတာကိုဒေတာပင်မကနိုင်ငံတွေဝင်ရောက်ဆွဲပါသေးမရှိတဲ့လုံမော့ငိမ့်ချမ်းပြီးလွတ်လပ်တဲ့ဇုံတစ်ခုဖြစ်လာစေဖို့ပဲဖြစ်ပါတယ်။နှိမ့်ချစ်ချီရေနဲ့ပူပေါင်းဆောင်ရဲ့စာချုပ် TAC 1986ဒီစာချုပ်ဟာအာဆီယံနိုင်ငံအခြေချင်းရဲ့ဆက်ဆံရေးအသက်အခြေခံအုပ်ငယ်ပါပဲ။နိုင်ငံအချင်းချင်းအငင်းကွားထွေကြီးရှိလာရင်ငင်းချတဲ့နီလက်နဲ့သာဖြည့်ရှင်းဖို့ဘသူညပြည်တွင်းရေးမှာမှဝင်ရောက်မဆွဲဖက်ဖို့စလဲအခြေခံစီးမင်းတွေကိုချမှတ်ထားလို့ပါပဲ။ သုံးနျူကလ িয়ার လက်နက်ကင်းစင်တဲ့စုံစားချုပ်1995ဒါကတော့အရှေ့တောင်အာရှဒေသကခုလုံးကိုနျူကလ িয়ার လက်နက်ကင်းစင်ကြီးတဲ့နေရာတစ်ခုဖက်လာစေဖို့ရည်ရွယ်တာဖြစ်ပြီးဒေသရင်းလုံခြုံရေးအတွက်အလုံးအရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ပါပဲအာဆီယံတိုင်ဝမ်သုံးရက်ခေတ်အာဆီယံရဲ့အနာဂတ်2003ခုနှစ်မှာအာဆီယံတိုင်ဝမ်သုံးရက်ကိုထူထောင်မှုကြီးညာခဲ့ပြီး2015ခုနှစ်မှာအကောင့်အထည်ပေါ်နိုင်ခဲ့ပါတယ်။အာဆီယံလုံခြုံရေးတိုင်ဝမ် ASC က ဒေသတွင်ငင်းချမ်းရင်းညံလုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ခြင်းအာဆီယံစည်းဝါးရေးတိုက်ဝန်း AEC ကဒေသတွင်ကိုတခုတည်းသောဈေးခွက်နှင့်ထုတ်လုပ်မှုအခြေခံဒေသဖြစ်လာစေရန်ရည်ရွယ်ခြင်းအာဆီယံရင်ချေမှုလူမှုရေးတိုင်ဝမ် ASCC ကတော့ဒေတာကလူထုဘဝမင်းတင်ရေးနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်စောင့်ရောက်ခြင်းမှာစီးပွားရေးအင်အားစုအဖြစ်အာဆီယံ AEC အာဆီယံစီဝါရေးတိုက်ဝန် AEC ဟာအာဆီယံရဲ့အနာဂတ်အတွက်အရေးကြီးဆုံးညီမှန်ချက်တစ်ခုပါရည်ရချက်ကတော့အာဆီယံကိုကမ္ဘာ့ဈေးကွက်မှာပြိုင်ဆိုင်နိုင်တဲ့အင်အားစုတစ်ခု ဖြစ်စေဖို့ဖြစ်ပါတယ် AEC ဟာအောက်ပါစီးဆင်းလွတ်လပ်ခြင်းငါးခုကိုအဓိကထားဆောင်ရွက်ပါတယ်တစ်ခုကုန်စည်များလွတ်လပ်စွာ စီးဆင်းစေခြင်းအကောက်ခွန်နှုန်းထားတွေကိုရှော့ချပစ်ခဲ့တယ်နှစ်ဝန်ဆောင်မှုများလွတ်လပ်စွာ စီးဆင်းစေခြင်းဝန်ဆောင်မှုကဏ္ဍတွေကကန့်တက်ချက်တွေကို ဖယ်ရှားဖြစ်ဖို့ကြိုးစားခြင်း၃ယင်းနှိမ့်နှံ့မှုများလွတ်လပ်စွာစီးဆင်းစေခြင်းဒေသတွင်းမှာယင်းနှိမ့်နှံ့မှုတွေပိုမိုလွယ်ကူပြီးလုံခြုံမှုရှိအောင်ဆောင်ရွက်ခြင်း၄ငွေကြေးအငြင်းအနည်းများပိုမိုလွတ်လပ်စွာစီးဆင်းစေခြင်းဒေသတွင်းငွေကြေးစည်းကွက်ပေါင်းစည်းခြင်းကိုခိုင်မာစေခြင်း၅ကျွမ်းကျင်လုံသမားများလွတ်လပ်စွာ ပြောင်းရွှေ့နိုင်စေခြင်းကျွမ်းကျင်လုံသမားတွေနယ်ပြတ်သက်စီပြီးအလုံးလုံးနိုင်ဖို့အတွက် ပိုမိုလွယ်ကူချောမွေ့အောင်ဆောင်ရွက်ပေးခြင်းဥပမာမြန်မာနိုင်ငံကအထက်ချုပ်လုပ်ငန်းတစ်ခုဟာ EEC ကြောင့်ထိုင်းနိုင်ငံဒါမှမဟုတ်ဗီယက်နမ်ကကုန်ချမ်းတွေကိုအကောက်ခွန်တက်တာစွာနဲ့သွင်းယူနိုင်ပြီးထုတ်လုပ်ပြီးသားအဝတ်အထားတွေကိုစင်ကာပူမလေးရှားဈေးကွက်ကိုကန့်သက်ချတိတ်မရှိစွာနဲ့တင်ပြုတ်ရောင်းချနိုင်ပါတယ်။ဒါက Made in ASEAN ဆိုရယ်ပူးပေါင်းထုတ်လုပ်မှုရဲ့သဘောတရားပဲဖြစ်ပါတယ်။ကဲ ASEAN အဖွဲ့ကြီးဟာ CAK ရဲ့တန်ရာတွေကနေစတင်ပြီး နှစ်ပေါင်းများစွာကြိုးပမ်းအားထုတ်မှုတွေနဲ့အတူနိုင်ငံရေးလုံခြုံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုနယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်ပြီးအရှိတောင်အာရှတာအားလုံးရဲ့အကျိုးစီးပွားကို ရှေ့ရှုတဲ့အတိုက်အဝန်ကြီးတစ်ခုဖြစ်ရည်တည်နေပါတယ်။အထူးသဖြင့်စီးပွားရေးအတိုက်အဝန် EEC ကိုအကောင့်ထဲဖော်ရမှာကုံထွယ်မှုအခက်အခဲတွေရှော့ချတာဝင်ဆောင်မှုကဏ္ဍတွေလွယ်ကူချောမွေ့စေတာကျွမ်းကျင်လုံသားတွေလွတ်လပ်စွာသွားလာနိုင်အောင်လှုပ်ဆောင်တာတွေဟာ ကျွန်တော်လူဒေတာရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအရှင်းတင်ပေးမဲ့ဥမေတရီပဲဖြစ်ပါတယ်။စဉ်းစားစရာမေးခွန်းအာဆီယံဖွဲ့နိုင်ငံ30နိုင်ငံကြားမှာစီးပွားရေးဖွံ့ဖြိုးမှုမိပညာနဲ့အုတ်ချုပ်မှုပုံစံကွာဟမှုတွေရှိနေသေးတယ်တွားတခုတည်းသောဈေးကွက်ဆိုပဲ EEC ရဲ့ရင်းမှန်းချက်ကိုတကယ်ပဲအောင်မြင်စွာအကောင့်ထဲပေါ်နိုင်ပြီလားနောက်ထပ်ဘလို့စိန်ခေါ်မှုတွေကိုအာဆီယံကရင်ဆိုင်ကျော်လွှားရအောင်မလဲ ဒီလိုမျိုးဒေတာတွေအရေးပါတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးသင်လဲအမြင်ချင်းဖတ်လည်ခြင်းနဲ့ဆိုရင် comment section မှာသင်ရဲ့အတွေ့အမြင်တွေကိုမျှဝေခဲ့ပါဦးနော်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်